ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့မင်းလက်ပံရွာမှာစစ်ကောင်စီတပ်နဲ့ KNL ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက်လက်နက်ခဲယမ်းတွေနဲ့တူ DKPA တပ်ဖွဲ့ဝင်20ဦးထက်မနည်းကိုဖမ်းဆီးမိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ21ရက်နေ့ကအင်အား300နီးပါးနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDF ပူးပေါင်းတပ်ဖွဲ့တို့ဟာမင်းလက်ပံရွာနဲ့အင်ဂျင်မြန်ရွာအနီးတွဲမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲဖြစ်ပွားနေတဲ့အဲ့ဒီခြေရွာအနီးတွဲမှာ လုံခြုံရေးယူပေးနေတဲ့ဒီမိုကရက်တစ်ကရင်အချို့ပြုတက်မတော် DKBA တပ်ဖွဲ့ဝင်တွေကတနက်ပစ်ခတ်တာတွေလှုံ့ဆော်ခဲ့ပြီးနောက်ပူပေါင်းတက်တွေကဝင်ရောက်ဖမ်းဆီးခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်တူက BBN ကိုပြောပါတယ်။ဟုတ်တယ်ဖမ်းလိုက်တာသိကြတယ်။စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတာကိုသူတို့နှီးရောက်လာတော့တနက်ဖောက်ပစ်ခတ်တာမျိုးတွေကိုလုခဲ့တာကြောင့်သူတို့နေတဲ့နေရာကိုဝင်စီးပြီးဖမ်းလိုက်တာလို့သိထားတယ်လို့ပြောပါတယ်။တိုက်ပွဲတွေမှာ DKBA ဘက်ကတပ်ဖွဲ့ဝင်20ကျော်နဲ့ လက်နက်ခရင်များပြားကိုတင်ဆက်ရရှိထားတယ်လို့ဆိုပါတယ်။အခုဖမ်းဆီးခံထားတဲ့ DKBA တပ်ဖွဲ့ဝင်တွေဟာမလက်ပံရွာရှိကြားဖြတ်ငွေလိမ်လည်လုပ်ငန်းကို လုံခြုံရေးယူပေးနေကြတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။ဆိုပါဖမ်းဆီးမှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုခင်းညို့ပါဝင်တော်လိုင်းပူပေါင်းတက်တွေဘက်ကသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။တပ်ပွဲဖြစ်ပေါ်တဲ့နေ့ကလေးကမင်းလက်ပံမှာရှိတဲ့ကြားဖြတ်လုပ်ငန်းဝန်ထမ်းတွေပါဝင် ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်တာရှိတယ်လို့ဒေသတွင်းစစ်ဆောင်ကုညီတွေတူကပြောပါတယ်ဒေသခံများစုကထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြပေမဲ့ရွာထဲနဲ့တောထဲမှာပိတ်မိနေတဲ့ပြည်သူရာချီရှိနေတယ်လို့သူကဆက်ပြောပါတယ်လက်ရှိမှာတော့နှစ်ဖက်စစ်ရေးအခြေအနေကတင်းမာနေစေဖြစ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်းစစ်တပ်ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကတနင်္ဂနွေဘက်ကိုကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်ထိုင်းစစ်တပ်ဘက်ကအချက်ပြပြစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ် จะนอริชเชตบ่